စစ်ကူလာတဲ့စစ်ကောင်စီရဲ့ဒါစစ်ကူစစ်ကြောင်းတကြောင်းလုံးပြုတ်သွားတာပေါ့နော်အဲပြုတ်သွားအောင်လို့ဒေါ်လာရေးတပ်ဖွဲ့တွေကကင်ထုတ်ပလိုက်တာမင်္ဂလာပါဒီတစ်ခေါက်လဲသတင်းကောင်းသတင်းကောင်းသတင်းတူးပေါ့နော်အဲထူးခြားသတင်းပြောစရာသတင်းဒါကျွန်တော်ပြောကြမယ် ဒီကတော့ဒါ KNU ထိန်းချုပ်နေမြေထဲမှာရှိတဲ့သေဘောဘိုးစကန်းကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့ဒါစစ်ကူစစ်ကြောင်းတကြောင်းလုံးပြုတ်သွားတာပေါ့နော်အဲပြုတ်သွားအောင်လို့ဒေါ်လာရေးတပ်ဖွဲ့တွေကကင်ထုတ်ပလိုက်တာကင်ထုတ်ပလိုက်တဲ့ဟာနဲ့ပတ်သက်လို့ကျွန်တော်မြေပြင်မှာအဲသူတို့တပ်ဖွဲ့တွေနဲ့ဒါကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းပြီးတော့သိရှိရသမျှအကြောင်းလေးတွေအဲ့ထက်ထူးခြားတဲ့အချက်လေးတွေကိုကျွန်တော်ပြန်ပြီးတော့ဝင်မြပေးသွားပါမယ်ပေါ့နော်အဲစစ်ကြောင်းကတော့လုံးဝတကြောင်းလုံးပြတ်ထွက်သွားတာတကြောင်းလုံးကိုလုံးဝပျောက်ထွက်သွားတာပေါ့နော် ဖေဖော်ပြဲဖြစ်ပြီးတော့အကုန်လုံးကစစ်ကူလာတယ်ဆိုတဲ့ဟာနဲ့မတူဘဲနဲ့ပေါ့နော်လာလှူတဲ့အတိုင်းပဲလာပြီးအဖမ်းခံတဲ့အတိုင်းပဲလာပြီးအသေးခံတဲ့အတိုင်းပဲအဲ့လိုကိုဖြစ်သွားတာအဲ့ပြီးတော့ဒီစစ်ကြောင်းကသူကဒါထိုင်းဘက်ကနေပြီးတော့ဝင်လာတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်သိရတယ်တလိုင်းတပ်ဖွဲ့တွေကဘယ်လိုလုပ်လဲဆိုတော့ဒါ KNU နဲ့ဒါ VDF တပ်ဖွဲ့တွေကအဲသူကဒီစစ်ကြောင်းဝင်လာပါပြီဆိုတဲ့အချိန်မှာသူတို့သိတယ်မလုပ်သေးဘူးမလုပ်သေးဘူးစောင့်နေစောင့်ပြီးတော့ဒါစုံစည်းမြိုင်ဘောလုံးကွင်းထဲရောက်ပြီဆိုတဲ့အချိန်ကျမှကင်လာ အားအဲ့မှာလုံးဝအတုံယုံပြေးတဲ့ကောင်ပြေးအဲ့လိုမျိုးပေါ့နော်ဟိုလုံးဝဖြူပြေးတွေဖြစ်ပြီးတော့ထွက်ပြေးတာပေါ့နော်အဲသူတို့ရဲ့ပုံစံကလည်းတော်တော်ကိုစိတ်သက်ကြဆင်းနေတဲ့ပုံစံမျိုးကိုအဲအဲ့လိုမျိုးဆိုတော့ဒါစိတ်ကူလာတာနဲ့တော့မတူဘူးပေါ့နော်အကုန်လုံးကအတုံယုံနဲ့အတုံလုံးပလက်တွေဖြစ်ပြီးတော့အသေးပြောက်တော့များသွားတယ်ပေါ့နော်အဲ့ပြီးတော့ဒီစစ်ကြောင်းနဲ့ပေါ့နော်တေဘောဘူကဒါတေဘောဘူစကန်အဖွဲ့နေရလဲသူလက်ချင်းချိန်ထားပြီးတော့ အဲအစင်းစင်းပေါ့နော်ဒါလာကြုံမာတွေအဲဘာတွေအဲ့လိုတွေလှုပ်ထားပေါ့နော်ဒါပေမဲ့လည်းဒီစစ်ကြောင်းအဲ့လိုဖြစ်သွားတဲ့အချိန်မှာတေဘောပူဝါအဖွဲ့တွေကလည်းဂုံးအောင်ပြန်ပြစ်တတ်သွားကြတာပေါ့နော်အဲ့လိုပုံစံမျိုးတွေသိရတယ်မြေပြင်မှာတကယ်အားရကြကြီးအဲတပ်ဖွဲ့တွေကလည်းမြင်းနဲ့တိုင်းပဲပေါ့နော်အဲဖန်စီတာတွေအဲရုပ်တံဗီဒီယိုဖိုင်တွေလည်းထွက်လာတယ်အဲပြီးတော့မှတ်တမ်းတပ်ပုံတွေလည်းထွက်လာတယ်ပေါ့နော်အဲကြောင့်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ကြီးပဲအောင်မြင်မှုရလိုက်တယ်ဒါပြောရရင်မင်းအွန်လိုင်းရဲ့စစ်တပ်ကိုနောက်ထပ်ပေါ့နော်နောက်ထပ်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်အောင်လုပ်နိုင်တယ်ဆိုတာထက်ပေါ့နော်အဲသူတို့စစ်တပ်ရဲ့တယုတ်အမှန်ကိုထပ်ပြီးတော့ ထပ်ပြီးတော့ဖော်ထုတ်လိုက်နိုင်တဲ့နောက်ထပ်ဖြစ်စဉ်တစ်ခုအားရစရာဖြစ်စဉ်တစ်ခုလို့ထပ်ပြီးပြောရမှာပေါ့အဲ့တော့ဖန်းသီးခံရပါလေဆိုတဲ့ဒီစစ်ကောင်စီတရားရဲ့တဲမှာထူးထူးခြားခြားပေါ့နော်ဆိုမေးကြီးရဲ့အချိန်မှာအဲ့မှာတယောက်ကလည်းပြောပြတက်ဖွဲ့တယောက်အားရအကိုတဲ့ဒီသူတို့ထဲမှာပေါ့နော်အသက်68နှစ်ရွယ်အဖိုးကြီးတယောက်ပါတယ်အဖိုးကြီးလို့ပြောလားဟုတ်တယ်ကျွန်တော်ပီဒီအက်တက်ဖွဲ့ရငငယ်လေးဆိုတာသူတို့နဲ့ရှင်တဲ့ခါကျဒီကောင်ကြီးကအဖိုးကြီးဖြစ်နေပါ68နှစ်အရွယ်ဖိုးကြီးတယောက်ပါတယ်စစ်အိုကြီးပေါ့နော်ပြီးရင်အဲ့ကောင်ရဲ့စစ်သက်က36နှစ်ရှိပြီ 36နှစ်ဆက်သက်36နှစ်အသက်68နှစ်အရွယ်အဖိုးကြီးတယောက်ပါတယ်စစ်မှုတန်းဟောင်းကိုမှပြန်ပြီးတော့တာဝန်ထမ်းဆောင်ခိုင်းတယ်ထမ်းဆောင်ခိုင်းတဲ့အချိန်မှာတာဝန်မထမ်းဆောင်ကျွန်တော်ကိုထွက်ချင်ပါတယ်ပြောလို့ရှေ့တန်းကိုလွတ်လိုက်တာဒီလိုနဲ့ဒီစစ်ကြောင်းထဲမှာပါလာတယ်ပါလာတော့တပ်ဖွဲ့ရင်နဲ့တွေ့တဲ့အချိန်မှာလောကသူက ဟိုသူကတိုက်လဲမတိုက်ရှင်တဲ့ပုံစံမျိုးဆိုသူမှောက်ဝဲမှောက်နေတယ်လို့ပြောတယ်ဗောနော်မှောက်ဝဲမှောက်နေတယ်ဘာမှလည်းပြန်ခိုင်မပြစ်တော့ပြစ်လို့လည်းမရဘူးတပ်ဖွဲ့တွေကအကုန်လုံးဝိုင်းပြီးတော့တုတ်လာဆိုတော့ပြန်ပြီးတော့လည်းမပြစ်နိုင်တဲ့အနေထားမှာတော့သူကလုံးဝအဖမ်းခံရတယ်ဗောနော်ဖမ်းခံရတော့အဲ့အကြောင်းနေမေးကြည့်တဲ့အခါမှာသိရတော့တပ်ဖွဲ့တွေကဆက်အန်အောတာဗောနော်အဲပြီးတော့ကျတော့သူတို့ကိုခေါ်လာပြီဆိုတဲ့အချိန်မှာတဲ့အဲဘယ်ဟူသွားရမယ်ဘာလုပ်ရမယ်အဲသူတို့ရဲ့ရီမန်းချက်ကဘာဆိုတော့စစ်ကူသွားရမယ်ဘယ်စကန်းကိုသွားရမယ်ဆိုတဲ့ဟာတွေဘာတစ်ခုမှမပြောဘူးတဲ့မပြောဘဲနဲ့အဲခုနလို့ မတိအောင်ပေါ့နော်အောက်ကအဖွဲတွေမတိအောင်အောက်ကဖွဲတွေတိသွားတဲ့ခါကျရင်ထွက်ပြေးမှာဆိုလို့ဒါခေါင်းဆောင်လုပ်တဲ့ကောင်တွေကမတိအောင်ဒီတိုင်းမဲ့ဒါဟိုဘယ်သွားမယ်ညာသွားမယ်ဆိုပြီးမပြောဘဲနဲ့ခေါ်လာတာတဲ့ဒါဦးစီးပြီးတော့ဒါလာတဲ့သူကဒုတည့်မှုပေါ့နော်အဲ့ဒုတည့်မှုကလည်းအခုထွက်ပြေးတယ်ပေါ့နော်ထွက်ပြေးတယ်အခုဒီဖြစ်စင်တဲ့ပတ်သက်လို့ဒါ၁၀ယောက်ကျော်အရှင်ဖမ်းမိတယ်အသက်အသက်ရှင်လေးကဖမ်းမိတယ်ပေါ့နော်ပြီးတော့21ယောက်ကဒါထိုင်းပဲချမ်းကိုကူးသွားနိုင်တယ်ပေါ့နော်အဲပြီးတော့ဒါဂျန်တဲ့လူကတော့အတီပဲပေါ့အတီပဲပေါ့ပြောရမယ်ဆိုရင်တော့ဟိုတော်တော်လေးကို အသေးပြောက်များသွားတယ်ပွဲပေါ့အဲပြီးတော့တိုက်ပွဲဖြစ်စဉ်ကမိနစ်30ပဲကြာတယ်ဗောနော်မိနစ်30ပဲကြာတယ်အဲ့ဘောလုံးကွင်းထဲမှာကင်တာဗောနော်အဖွဲတွေကကင်တယ်အဲ့တော့ကျတော့ဒါဖမ်းမိတဲ့စစ်တုံမန်းတွေလည်းရှိတယ်ဗောနော်ပြီးတော့လက်နက်တွေဆိုလည်းဟိုတစားဒီတစားနဲ့ဒါလိုမျိုးလိုက်ကောက်ရတယ်ရှိတယ်ခုနောက်ပိုင်းမှာတပ်ဖွဲ့တွေကတင်းစီရမိလက်နက်ခဲရန်တွေပြတဲ့အခါမှာနောက်မှာဝလုံးတန်းရတဲ့ဟာလည်းအလုတ်တလုတ်ဖြစ်နေတာဗောနော်ဒီကတော့တနက်တွေထောင်ပြီးတော့ပြောက်အပြင်အဲ့အဲ့မှာထူကြတာဗာလဲဆိုတော့အဲ့တနက်တင်ထဲမှာကျွန်တော်ဒါတင်ထဲမှာဗောနော်အာဒီ အန်ဝက်လေးပါတယ်ဗောနော်အဲပုံမှန်ဆိုရင်တော့ဒီကောင်နေဇွန်ကင်းနေပါတယ်ထဲ့တယ်ဗောနော်ဒါပေမဲ့အဲ့ရအန်ဝက်တွေထဲမှာအခုဘာကြီးတွေ့လဲဆိုတော့ W1 ဆေးပြားတွေအများကြီးပဲတွေ့တယ်တဲ့အဲ့တော့ကျတော့ဒါလုံးဝစိတ်ကြွယူသွဆေးတွေပါတုံးနေတဲ့စစ်ကောင်စီစစ်သားတွေရဲ့နောက်ထပ်တက်တွေတစ်ခုဗောနော်အဲဥစားအဲ့ထဲမှာအဲအဲ့လိုမျိုးတည်လာတဲ့ဒီစစ်သားတွေအများကြီးတွေ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်သူတို့တွေကိုဒါတပ်ဖွဲ့တွေကလိုက်ပြောကြိတ်တဲ့အချိန်မှာတပ်ဖွဲ့တွေပြန်ပြောပြတဲ့အချိန်မှာတကယ်အားရစရာခွန်းတယ်အကျုံးအဖွဲ့တွေကပြောနေတာ ပြောနေတာဒီတိုက်ပွဲကိုအောင်မြင်တိုက်လိုက်ရပြီးတော့အာပါတရဖြစ်တဲ့ပွဲတစ်ခုလိုမျိုးကိုပြောနေကြတာတကယ်အားရကြကြီးပေါ့နော်ဒီကောင်တွေကပြေးတာတဲ့စစ်ကောင်စီတပ်သားတွေကပြေးတာအတကုံပြေးတာတဲ့ပြီးရင်အဲ့လိုချောင်းတွေပါရတဲ့လုံးဝသူတို့ပြောရဟာဆိုဟာတယ်စစ်ကောင်စီရတယ်ဇန်နကတွေပြရတယ်အဲ့လိုမျိုးတော့ချောင်းလေးပဲလက်ပြကူပြီးလစ်တာပေါ့နော်ပြီးရင်လည်းအဲဟိုဟာတကောင်ဆိုရင်လည်းဒီအုတ်တိုင်းဘေးနားမှာပေါ့နော်အုတ်တိုင်းအတားစီပေါ့နော်ဒီလောက်လောက်ဒါခါကြွကြွလောက်ရှိရတားစီဒါရန်ရထားတဲ့ကောင်ဖြစ်မယ်တဲ့အဲ့ကောင်ကတဲ့ အဲ့ဥစ္စာကိုကြော်ပြီးတော့ထွက်ပြေးရပါဘူးအလွတ်ကြော်တာနော်တဲ့ဝီးဆိုပြီးတော့ကြော်ထွက်သွားပါဘောနော်အဲ့အဲ့လိုပုံစံမျိုးကိုကြော်တက်ပြီးတော့ထွက်ပြေးရဟာသူတို့တွေဘယ်လောက်တောင်မှကြောက်နေလဲဗောနော်ပြီးရင်တချို့ဆိုရင်ဒါသူကပြေးဖို့အတွက်ချောင်းနေရပါဘောနော်အဲလောကအခြေအနေကြီးလိုက်ပြေးဖို့အတွက်လုံးလိုက်အခြေအနေကြီးလိုက်ပြေးဖို့အတွက်လုံးလိုက်အဲ့လိုပုံစံမျိုးနဲ့ကိုပြေးကြတဲ့အဆင့်တွေဖြစ်သွားစစ်ကြောင်းကြီးတစ်ခုလောကဖြိုဖျက်ဖြစ်သွားတာဗောနော်အဲတော်တော်ကိုအခြေအနေဆိုးရွားတဲ့စစ်ကောင်စီတော့ဗောနော်တော်တော်အခြေအနေဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ ကျောင်းတက်ဖွဲ့ရတော့တော့တကယ်ကိုအားရစရာကောင်းတဲ့နောက်ထပ်အောင်ပွဲတစ်ခုပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီတေဘောဘူးကနောက်ထပ်တိုက်ရမယ့်စခန်းတစ်ခုအဖြစ်ရှိနေသေးတယ်။အဲ့စခန်းကိုစစ်ကူလာပါရဲ့ဆိုရဲစစ်ကြောင်းအဒီစစ်ကြောင်းကိုဒါဖျက်တော့ပြီးတော့ပိတ်ဆို့တိုက်ခိုက်လိုက်နိုင်တယ်။ပြီးတော့လုံးဝဖြိုပြဲဖြစ်ပြီးတော့စစ်ကြောင်းတစ်ခုလုံးစစ်ကြောင်းပြတ်ထွက်သွားအောင်လုပ်လိုက်နိုင်တယ်ဆိုရဲဟာကတိတ်အားရစရာကောင်းတယ်။နောက်ထပ်တိုက်ရမယ့်တိုက်ပွဲအတွက်ပါအထောက်အကူဖြစ်စေတဲ့အောင်မြင်မှုပါဗျာ။အဲ့လိုဖြစ်သွားတာပေါ့။ပြီးတော့ဒါကကျောင်းဒါမြေပြင်မှာတိုက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေကတကယ်ကိုရှေ့တန်းမှာလက်တွေ့ကြကြပါဝင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေ အများကြီးရှိတယ်ဗောနော်အခုဒါဘူဒါဘောဆိုလဲလုံးဝရှေ့တန်းမှာရှေ့တန်းကြက်ကြက်လိုက်တိုက်ပြီးလိုက်ပြီးတော့ဆော်ရင်းရဲ့အဘာတရဆော်နေတဲ့ဒါမြေပြင်ခေါင်းဆောင်တူဦးလည်းဖြစ်တယ်ဗောနော်အဲသူနဲ့ဒါဗီဒီယိုဖိုင်တစ်ခုတက်လာတယ်ဗောနော်အဲ့မှာတုံမန်းနေဖမ်းမိလာဖမ်းမိတဲ့တကောင်းတန်ရရထားတယ်ဗောနော်အဲ့မှာသူတော်တော်သောသာထွက်နေတယ်သူကတော်တော်လေးကိုဒါကိုချင်းစာစီရှိတဲ့သူပြားတိလား ဟိုဘယ်လိုပြောမလဲဒီကောင်တွေကိုမိပြီဆိုရင် तू ကဘယ်တော့မှအဲ့လိုမျိုးပေါ့ဟိုပို့စိုးပတ်ဆက်မဆက်ဆံဘူးဗျာအဲကောင်းကောင်းမွန်မွန်လေးဆက်ဆံတယ်ပေါ့နော် तू တော့မှဒေါသကြီးထွက်နေကြားတယ်မလား तू ပြောရမင်းတို့ကောင်တွေစောစောစီးစီးလက်တန်းချဆိုတော့ဘာဖြစ်လို့လက်နဲ့မချလဲဘာဖြစ်လို့နားမထောင်မင်းတို့ရဲ့အသက်အရွယ်မင်းစစ်တပ်ဘလောက်လဲ तू မေးတယ်မင်းတို့ရဲ့အသက်အရွယ်ကြီးနဲ့ပေါ့နော် ါတို့ဒီကလူငယ်တွေကိုမင်းနိုင်အောင်တိုက်နိုင်မယ်ထင်လို့လားတကယ်အမှန်ကြီးပုတ်သွားတာအဲဘီနာအဖွဲ့တွေကလည်းဝိုင်းပြောကြခမရရွယ်နေဆိုခမရဘုံကြီးပဲဝေးတင်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါတော့မှပဲဘီနာမှာရှိရမယ်တုံမန်းတကောင်ရမယ်သူလည်းကြိုးကြည့်ထားတာအကျိုးချီတာလည်းဟောင်းမယ်သူကဗိုလာဘော့ဘတ်စမန်ကြာနေသူကဘေးနားသွားရက်နေတာသွားရက်နေတာသူကမင်းတို့ကောင်နေပါဖြစ်တယ်ညာပြောတဲ့အချိန်မှာသူကအကျုံးလည်းပြေးတာပဲလေပြီးတော့ပြန်ဖမ်းမိတာပဲလေအဲ့လိုပြောကြတယ် ။အဲသွားတယ်မင်းလည်းခုနကမှသွားထိုင်နေတယ်။သူတုံမန်းနေရာမှာမနေဘူးမဲ။သူကမတက်ရက်ပြီးတော့မင်းနာမှာသွားထိုင်တယ်။တကယ်ဗယုတ်တွေပေါ့နော်။အဲပြောကြခုနလိုပေါ့။အဲဆွေးကောင်းစီကအဖွဲတွေကမိပြီဆိုတဲ့အခါကျရင်မျက်နှာတွေကတမျိုးပေါ့ဗျာ။အချိုးတွေကတမျိုးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူကအမိန်ကြောင့်မလို့လောက်ရတာပါ။ခိုင်းလို့လောက်ရတာပါ။ဒါမျိုးပုံစံမျိုးကြီးပြောကြတယ်ဗျာ။ခုန68နှစ်ဆိုတဲ့အဖိုးကြီးဒီဖိုးကြီးဆိုရင်တကယ်ပြောရင်သူကဟိုအသက်60 62နှစ်ထားပါတော့အဲ့အချိန်မှာပင်စင်ယူပြီဗျာပင်စင်ယူပြီးအချိန်မှာ အဲချိုးကောင်နေတော့ရှိတာပေါ့ဆွမှုတောင်အဖွဲတွေပေါ့နော်ဖင်ကောင်းကျဲတဲ့ကောင်တွေရှိတာပေါ့ပါဇက်ကနေတော့ပြောတာပေါ့အာမင်းတို့ PDF တွေဘာဖြစ်နေကြလဲပြောတဲ့အဖွဲရှိပါတယ်ကျွန်တော်ကျွန်တော်တော့တင်မှုတွေသွားတော့မဆုံတော့ဘူး PDF ကိုစိန်ခေါ်နေအောင်ပေါ့နော်အဲဒါပေမဲ့တကယ်တကယ်ဝင်လို့ဟေးဆိုတော့ခါကျရင်ဘယ်ကောင်းမှမလုပ်ဘူးတကယ်လုတဲ့ကောင်ကတကယ်ကိုတော်လိုင်းတက်ဖွဲတွေကိုအနေပေးခြင်းလို့ဝင်လို့တဲ့ကောင်နေအခုဒီလိုကောင်မျိုးတဲ့မှာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ကောင်ရဲ့ပုံစံဟိုနာလိုအဲဘာမှဘာမှကိုပြန်ပြီးတော့မလုပ်နိုင်တော့တဲ့အနေထားအဲတော့ကျတော်လိုင်းတက်ဖွဲတွေရဖန်ဆီးခြင်းကိုခံရတာပေါ့ဘယ်ကောင်းနဲ့တတ်မပြစ်တာပေါ့နော် နောက်တစ်ခုကတော့ဒါပြည်သူလူထုရဲ့ထောက်ခံမှုပေါ့ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုရဲ့ထောက်ခံမှုမရဘူးဆိုရင်အဲ့ကောင်တွေကြာရှုံးတာပဲဘယ်အဖွဲ့အစည်းမှပဲဖြစ်ဒါအဓိကအချက်ပဲပေါ့နော်အဓိကပြည်သူကအဓိကကြာအခုဒီကောင်တွေစစ်ကြောင်းဝင်လာပြီဆိုရင်တည်းပြည်သူလူထုကသတင်းပေးတာဗီဒီယိုဖိုင်တွေတက်တယ်ပေါ့နော်အဲ့ကောင်တွေကစပြီးဝင်လာပါပြီဆိုရင်တည်းသတင်းအောင်ပေါက်နေတာလာတဲ့အချိန်မှလည်းကြည့်လိုက်အောင်စိတ်တက်တွေကဘလောက်ထိကြာစင်းနေသလဲဆိုတော့လုံးဝခေါင်းငိုက်ဆိုင်နေဖျူဖျဲနေအာယူနီဖောင်းတော့အစုံမပါဘူးအာချင်းကြီးချင်းငယ်အသွေးသွေးနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လာတယ်ဒါပေမဲ့အဲ့ဥစ္စာကိုဒါ ဒါတာဝန်သိတဲ့ပြည်သူတွေပေါ့နော်ဒီအဖွဲ့တွေကသတင်းပေးပြီးသားတလိုင်းတပ်ဖွဲ့တွေစီကိုသတင်းပေးပြီးသားတပ်ဖွဲ့တွေကအခုလိုမျိုးအေးအေးဆေးဆေးထိုင်ဆောင်ပြီးတော့ဘင်းနိုင်ပြီဆိုတော့ဒီကောင်တွေရဲ့သတင်းဘယ်လောက်ထိရထားလဲဆိုတဲ့ဟာတွေးတာကြည့်တော့ပေါ့နော်ဘယ်သူမှတော့အပင်ပန်းခံပြီးတုံးလေးရဲ့သွားဆောင်မနေဘူးလားအဲဒါမဲ့ဒါပြည်သူတွေရဲ့သတင်းပေးမှုကြောင့်မလို့အတိအကျသတင်းရရှိပြီးတော့အခုလိုမျိုးချိန်မိုးလိုက်နိုင်တာဖြစ်တယ်ပြည်သူကလည်းဒီဘက်မှာတကယ်အဓိကကြားတယ်ပေါ့နော်အဲနောက်တစ်ခုကဒီကောင်တွေပြည်သူလူထုထောက်ခံမှုကြာရှုံးနေတာဖြစ်တဲ့အတွက်ဆုံးရှုံးနေတာဖြစ်တဲ့အတွက်ရှစ်ဆက်ဘဲတိုက်ပွဲမှုဆိုဒီကောင်တွေဒီလိုအဖြစ်နေတယ်မယ် ကြုံရမယ်ဆိုတာသိကြတယ်ဗောနော်အဲပြီးတော့ဒါစစ်ကောင်စီရဲ့လက်ရှိအခြေအနေကြည့်မယ်ဆိုရင်သူကမြေပြင်ကနေလဲစစ်ကူပို့လို့မရတော့ဘူးအဲဘယ်ကနေပဲဘယ်လိုလမ်းကြောင်းမျိုးရပဲပို့ဖို့တော်ရရပဲတွားတွားဒါကြောင်ကြောင်ရရပဲတွားတွားရွာရရပဲတွားတွားဘလို့ပဲဖြစ်ဖြစ်ဒီကောင်နေစစ်ကူပို့လို့မရတော့ဘူးအမြဲတမ်းမှာဖြတ်တောက်တိုက်ခိုက်ခြင်းခံနေရမှာဗောနော်အဲဒီကောင်နေလိုရာခီရောက်နိုင်မှာမဟုတ်တော့ဘူးအဲအကြောင်းလို့ပဲဒီကောင်နေကလေကြောင်းကနေပဲတိုက်ခိုက်မှုတွေပို့ပြီးတော့လှုပ်လာတယ်ဘုံကျဲတာတွေလှုပ်လာတယ်အဲ့တော့ အဲအဲ့ဒီခုဒီဖြစ်စဉ်ပြီးတဲ့အချိန်မှာဘယ်ဘုံကျက်တိုက်ခိုက်လို့ကလေးတယောက်တိဆုံးနေဆိုပြီးတော့လည်းသိရတယ်ဗောနော်ထီသွားတယ်ပြီးတော့ကြတော့ဒါဆစ်ရှောင်းနေရတဲ့ပြည်သူ300ကျော်ဗောနော်300ကျော်ကထိုင်းဘက်ကန်ကိုဆစ်ရှောင်းနေရတာရှိတယ်ဆိုပြီးတော့လည်းသိရတယ်အဲကြတော့တိုက်ပွဲတွေပြင်းထန်လာပြီးဒီလိုပြင်းထန်မှုအတွက်ကိုလည်းဒါကျွန်တော် ဒေါ်လန်ပြည်သူတွေကလည်းမျောလင့်ခဲ့ကြတာပဲဒေါ်လန်တပ်ဖွဲ့တွေကလည်းမျောလင့်ခဲ့ကြတာပဲအခုဆိုရင်ဒီတိုက်ပွဲမှာပါဝင်တိုက်ခဲ့ရတဲ့ဒေါ်လန်တပ်ဖွဲ့တွေရဲ့မျက်နှာတွေကလုံးဝရွှင်မြူးပြီးငါတို့တိုက်နေရပြီကွာဆိုတဲ့ပုံစံမျိုးတွေအထင်သာတွေ့ရတယ်ဗောနော်အဲကြအဲ့လိုအနေထားမျိုးရောက်ဖို့အတွက်ကိုတော့ကျွန်တော်အားလုံးကမျောလင့်ခဲ့ကြတာပဲအဲ့လိုမျောလင့်ခဲ့တဲ့အခြေအနေရောက်ခဲ့တာတောင်မှပဲကျွန်တော်တို့ကဘေးထွက်ဆိုးကျိုးဆိုတာရှိတယ်ဗောနော်အဲ့ဒါတော့ဒါစစ်ဘေးရှောင်ရတဲ့ပြည်သူတွေအပြစ်မဲ့ပြည်သူတွေရှိတယ်အဲ့ဥစ္စာတွေမှာလည်းဒါကျွန်တော်က တက်နိုင်သလောက်ပေါ့နော်တက်နိုင်သလောက်တိုက်ပွဲအောင်မြင်ဖို့အတွက်ကိုလည်းကျွန်တော်တက်နိုင်သလောက်ဝိုင်းပြီးတော့ကုညီပံ့ပိုးရတာရှိသလိုခုနလိုပြည်သူအချင်းချင်းပေါ့နော်အခုလက်တော်မှာဒုက္ခဝေဒနာခံစားနေရတဲ့ပြည်သူချင်းချင်းကုညီကယ်ဆယ်တဲ့အပိုင်းတွေမှာလည်းပို့ပြီးတော့လှုပ်ပေးစေချင်ပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အနေထားတစ်ခုကိုရောက်လာနေပြီ အဲ့တော့ဒါသတင်းတွေကလည်းဒီရက်ထဲမှာသိရတဲ့အတိုင်းပဲအားရစရာအခြေအနေတွေအများကြီးရှိတယ်။အခုလက်တလောဖြစ်စင်မှာကိုပဲလုံးဝစစ်ကူလာတဲ့စစ်ကြောင်းကပေါ့နော်။သူ့တို့တော့ပြန်ပြီးစစ်ကူပေးရမယ့်အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်။အခုတော့ဖေဖော်ဖေးနဲ့ပြေးရတဲ့ကောင်းတွေအများကြီးဖြစ်သွားတယ်။စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့အနေအထားတွေဖြစ်သွားတယ်။အဲ့တော့ကျွန်တော်ဒီလိုမျိုးအခြေအနေတွေညများရဖို့အတွက်ဆိုရင်ကျွန်တော်တော်လိုင်းတက်ခွေ၄စီကိုလည်းဒါတော်လိုင်းပြည်သူတွေအနေနဲ့တက်နိုင်တဲ့အပိုင်းတွေကနေဝိုင်းပြီးတော့ကူညီပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။